ຫນွေဦးနရတင်ကိုနားဆင်အားပေးနေကြတဲ့သောတာရှင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကစိတ်ရောကိုယ်ပါတမ်းမာလန်းချာကြပါစေခင်ဗျာအခုဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့နှာခေါင်းနဲ့ခြေထောက်ဆိုတဲ့အစေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်အားပေးကြပါအောင်ခင်ဗျာနှာခေါင်းနဲ့ခြေထောက် အေးမဝဒေမန်တစ်သဖြင့်အုံနောက်ကကန့်ကွက်နေတဲ့ကြားမှာနှလုံးသားကအခုံမြန်လာသည်ဟဲ့ကောအစိုးရရှိသေးတယ်ကွာခါရင်းဆို၈နိုင်လုံးမှထတာပဲဒီနေ့ရေးကြည့်တယ်စောစောထားမှဖြစ်မယ်မင်းကတော့ပိုလုံးနေစောစောထားရမယ်ဆိုရင်လည်းနှိုးဆက်တန်ဒီမှာပေါ့ကွာအုံနောက်နဲ့နှလုံးသားတို့ငင်းခုန်နေစမှာပဲမသိစိတ်ကနိုးတော့ဟု အမေပေးလိုက်တယ်ထိုးခါမျက်လုံးတီးပွင့်လာရလေတော့ဤအချိန်မတန်သေးမဲ့ဖွင့်လိုက်ရတဲ့ဖြစ် မျက်လုံးကတစ်ချက်ညင်းညူလိုက်သည်ကျင်းဆက်ဆက်ဖြစ်ပြီးခဏမျှဝေဝါးနေသည် ထို့နောက်တကိုယ်လုံးလှူထလာလိမ့်၏သွားတိုက်နေစဉ်မှာမင်းကညက်ပတ်ဆုံးမို့လို့အရင်ဆုံးစေးကြိုးပေးရတာကွာဟုနှာခေါင်းကလန့်ဆသည်ထိုစဉ်မှာမျက်နှာတက်လိုက်သည်ဖြင့်နှာခေါင်းသည်လန့်ပြီးဟာအေးလိုက်ကြကွာခုရေရွတ်လိုက်ပြီကောင်းတယ်သမ ्या ဟောစားကြတယ်ကောင်ဟုတ်ပါဇက်ကပြောပြီးရီးလိုက်၏ နနက်စာစားတဲ့အခါမှာလဲရှာနှစ်သွားတော့အချင်းများကြသည်ဝါတော့ငါအပင်မခံပြီးဝါရတယ်မင်းကဇိမ်းနဲ့ဆောင်ပြီးရတာခံတယ်ဒါတရားလားကွာမပြင်းရဲ့ဟုတ်တွားကမတင်မနဲ့ပြောတော့အဲ့လိုမပြောပါနဲ့ကွာတွားတတ်ညက်တဲ့အခါငါလဲကူပြီးဆင်းပေးပါသေးတယ်ဒီနေ့တော့ဒုတိယခင်ဘာလို့လုံးနေလဲမသိဘူးအရသာကောင်းကောင်းမခံစားရသေးခဲ့အစာတွေကိုအမြန်တက်တို့ကြိုက်ပြီးမျိုးချနေတော့တာပဲရှာကတုံ့ပြန်နေညက်ညက်ကလေးဝါကြပါကွာ ဒီမှာအစာချင်ရတာမလွယ်ဘူးအရင်ထဲမှာအစာရင်းကလှမ်းပြီးပြဿနာရှာနေသေးသည်ထို့နောက်ခန္ဓာကိုယ်ကဝယ်စားလေသည်ခါတိုင်းနေ့ဒီလိုတွေ့ကြရာကောက်ဝက်တာမျိုးမဟုတ်ဘဲတထဲပြီးတထဲရွေးနေသဖြင့်အုံနောက်မှာအလုတ်ရှုပ်သွားရသေးသည်ကဲခြေတော့ဤမင်းလည်းရောက်ပြီသို့သောတက်လန့်တန်ကြတော့ခါခြေတော့ကစတင်လှုပ်ရလေတော့သည်လမ်းထိပ်ကားမတိုင်စီတို့ရှောက်ရခြင်းဖြစ်၏နည်းနည်းလှမ်းသည့်ခြေတော့က ။တက္ကစီလေးပါလေငားရင်ကောင်းမယ်။ငါတက်တာတာပေါ့။အုံနောက်ကတုံမနေနဲ့ပတ်စံသိမ့်မရှိ။ဒီနေ့တခြားကုံကြစရာပဲရှိသေးတယ်။အပူတွေမတုံးနိုင်ဘူး။ဟုတ်ပယ်ချလေ။မင်းကတော့အမြင်နဲ့တွက်ချက်နေတာပဲ။စကားမရှိနဲ့။ဟောခုမှဘတ်စကားထွက်တော့မယ်။အမြန်ပြေးစမ်းကွာဟဲ့ကောင်။ပန်းနိုင်နေတာလေပြေးလီ။ကျွန်တော်မှအားကုန်ပြေးရလိမ့်။ဘတ်စကားကထွက်ဆောင်ပြုတ်နေပြီ။အရှင်ကိုထတ်တင်ပြီးလိုက်ရ၏။ ဗက်စကာနောက်ဘက်ကတန်းကိုလက်ကဆုပ်ကင်ပြီးခုံတက်လိုက်တော့ငယ်ချင်းကြီးခုအချက်ပြေးလိုက်တော့အခါခြေနှောက်ကအချင်းကိုက်ထုတ်ရှားသည်ဒါတော့မနဲ့ဆော့ဆော့မှုသွေးမပူသေးတဲ့ဖြစ်ဟန်ချက်နည်းနည်းလေးလွဲသွားသည်နောက်ဘက်ချင်းမင်းကုံပေါ်မှာခြေပြားလေးထောက်ပြီးကုတ်မိသွားလို့တော်သေးသည်ချီမကတော့နည်းနည်းနာသွား၏ဗက်စကာကရိုးရာမပြတ်ကြံ့နေကြံ့နေသည်တညောင်းကြီးမတည့်ရစီးရပြီးမှစင်းမိမှတ်တိုင်ရောက်သည်အောက်စင်းပြည်ပြန်တော့လေမှတ်တိုင်မှာပဲရက်ပြီး တတော်ကြီးကြောင်ဆောင်းရသေးတယ်။ကျော်သားပြီးတောင်းနေပြီကွာ။ထိုင်စရာနေရာလေးပါလေရှာပါလား။ခြေောက်ကအကြံပြုတော့လဲမအောင်မြေ။နှလုံးတွေကတဏှာကူသာငေးဆိုင်မျောကြည့်နေ၏။သွေးခုန်လုံးအချိန်ထောင်လေးရာကျော်သွားပြီတဲ့အချိန်ချမှရောက်လာသည်။ချောမောလှပသောမိန်းကလေးတယောက်ရှေ့မှလာရသည်။ဆောင်းနေရကြပြီလား။ဟုတ်မိလိုက်တော့အတန်ကိုလျော့များမှတစ်ဆင့်ကြားရသည်။ ချားလှပြီစိတ်တော်မရှိတော့ဘူးလို့ပြောလိုက်ခွာခြေထောက်တွေကလန့်អော်တော့လဲအရာမထင်အလုံးသားကြီးလိုတိုင်းသာပါဇက်ကလိုက်ပြောပေးရသည်မကြသေးပါဘူးခြေထောက်ကတစ်ချက်ဆောင်းလိုက်သေးသည်အင်းဒီယန်ညီစမ်းကွာဟိုအုံနောက်ကလန့်ဟောက်သည်ရုပ်ရှင်ချင်းတော့မိပါသေးတယ်ကောင်မလေးကပြောသည်ရုပ်ရှင်ကလည်းနည်းနည်းလှမ်းသည်ရှော့ပြန်ပေးအောင်တော့ဒီခြေထောက်ရုပ်ရှင်ယုံထဲမှာထိုင်ပြီးတော့မှနားရတော့သည် ရုပ်ရှင်ကကောင်းရင်လားကွာခုလမ်းမကြည့်ရမျက်လုံးကရုပ်ရှင်ကိုကောင်းကောင်းမခံစားရပါဘူးကွာကောင်မလေးပဲလှဲ့လှဲ့ကြည့်နေရတာနဲ့ပဲဘာရီပြနေမှန်းတော့တတိမထားမိဘူးဒီကြားထဲမှာငါတော့ကောင်မလေးရဲ့လက်ကိုစုပ်ကင်ထားမိပြီဟေ့အရန်နူးညံ့တာပဲဟုညာဘက်လက်ကဝင်ကြွားနေသေးသည်ရုပ်ရှင်ပြီးလို့ထွက်လာတော့စားတောက်ဆိုင်မှာဝင်ထိုင်ပြီးစားကြတောက်ကြသေးသည်ဒီနေရာမှာလေရှာနဲ့သွားတော့ အချင်းများကြပြန်၏။တွားရီကရှာကိုကြိုက်မဲ့တကယ်ကဲလှုပ်နေသည်။ရင်းတို့ကောင်းလေကွာတနေ့လုံးမှနှစ်ခါသုံးခါလောက်အလုပ်လုပ်ရတာများငါ့လိုတနေ့ကုန်ရှောင်းနေရရင်ခတ်မယ်။ဟုတ်ခြေတော့ကဝင်ပြီးဖြန့်ပြေးပေးရသည်။စားတော့ရုံနဲ့မပြေးသေးပန်းကြံနဲ့သွားကြသေးသည်။ဝင်ဝနားမှာနေခုံတန်းလျားရီရှိပါလျက်ဟိုးအတွင်းထဲအထိရှောက်ခိုင်းသည်။ထိုင်းစရာနေရာယွင်းနေတာကိုကစိတ်မရှိခြင်းစရာပဲ။ရည်တဲ့ရှိမှခွေးကြီးပုံကြီးရှိနေပြန်သည်။ ။တတိထားကွာဟိုလမ်းပြောတော့လည်းမရ။မျက်လုံးတွေကတော်မလေးမျက်နှာကလွဲပြီးဘာမှမမြင်တော့။ငီးလာပြီ။ငီးလာပြီ။ဟာသွားပြီထင်တယ်။ကံကောင်းထုံးမစွာပဲ ခွေးကြီးပုံနဲ့ကလမ်းမတော့ကပ်ပြီးလွဲသွား၏။ဒီတော့မှချက်လောက်လဲဘာမှအသုံးမဝင်တော့ချင်းမျက်စီများကိုဇုံမိတ်ထားရမှပြန်ဖွင့်ကြည့်ပြီးဒီနေ့ကံမကောင်းပါလား။ဟုတ်ရေးရှာသည်။လူတော်တော်ရှင်းသောနေရာမှာထိုင်ကြသည် ခြေထောက်မှာခုမှပဲနားရတော့တယ်ခဏကြတော့လမောင်းသားလေးတွေကအေးလေးကွာတချောင်းမြကြီးအတန်ကိုကြားရသည်သူ့ဟာသူဘာပဲဖြစ်ဖြစ်အချိန်ရသလောက်နားလိုက်အောင်ပဲဟုတွေးပြီးခြေမျက်စိများကိုမိလိုက်ဆင်းပါပဲခြေဖမိုးကစိတ်ခနဲ့လာတော့သည်ဟာဘေးစိတ်ကြီးအများကြီးပဲဘေးစိတ်အုံပေါ်ချေချမိနေပြီနေရာမြန်ရွှေ့ဟုတ်အရေးပေါ်တရင်ပို့တော်လဲအုံလောက်ထမ်းမှအကြောင်းပြန်ကြမှုမရှိ ဖုံးလန်းဆက်တော်လေဆက်တော်ငွေဧရိယာပြင်မှာရောက်ရှိနေတဲ့ကျင်းနဲ့ရိုက်ကြည့်တော့အခါအာယုံတော်ရဲ့ဆက်တွေပြတ်နေပြီအီမီခောက်ဖို့ကြိုးစားသည်သွေးသွားလာကမောက်ကမောက်ဖြစ်နေလို့ラインပြုတ်ပြုတ်ကျသွားသည်အမှန်တော့အာယုံခံစားမှုတွေအားလုံးနှာခေါင်းစီသို့စုပြုံရောက်ရှိနေသောကြောင့်သာဖြစ်နေလုံးတွေတော့မှဖွင့်ထားပါလျက်တောင်တောင်ကန်းလိုဖြစ်နေသည်နှာခေါင်းသည်ကောင်မာလီပါပြင်စီသို့ တဖြည်းဖြည်းနှီးကပ်လာသည်ထို့နောက် အင်းသာဂျိုးစင်းရင်တစင်းလိုနှင်သာစွာထိကပ်မိလေ၏ပြီးတော့နုညံ့သောအထီတွေ့တင်းပြန့်သောရနတ်လူကြားမှာတာယာမိန်မောနေသည်ခြေောက်ခမားမှာတော့ပရွက်စိတ်တို့ဤတစစ်စစ်ဝိုင်းအောင်ကိုက်ခဲခြင်းကိုချိန်ပိန်ခံနေရသည်တနေ့ကိုလမ်းလျှောက်ခဲ့ရသောကြောင့်ကျွတ်သားတွေတောင်တင်းနာကျင်နေရှာသည်ထိုခါမှဆ ảy ၍ကောင်းတော်နှကောင်းညောင်းတော်ခြေောက်ခုသောဆိုယိုးစကားတစ်ခု ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်လေသည်

အားပေးကြပါအောင်ခဗျာစမြခြင်းသူတွေကလေယာဉ်စိုက်ကြိုးရေးလုတ်တက်လာသည်စစ်တွေကစိုက်ကြိုးကင်းတွေကို ဝင်ရောက်စားတောက်ဖျက်ဆီးသည် ထိုကာမဆ၍လူနှင့်အတွက်တို့ကပ္ပယံဖြစ်ခဲ့ကြဟန်တို့ပါသည်နောက်တော့သူတွေအစုလိုက်ပြောလိုက်ဒေစီနိုင်သောပလိယောဂဘိုးကိုတဲဆောင်လာနိုင်ကြောင်းသိရသောအခါစွတ်တွေကိုပုံမုံမုံတိလာတော့သည်ဒီလိုနဲ့စွတ်တွေကိုတက်ဖြတ်ဖို့ နီလန်းမျိုးစုံရှာဖွေလာကြသည်တွက်ထောင်ကြောက်တွေတည်ထွင်သည်တွက်သက်ဆေးတွေစမ်းသက်ပေါ်ထုတ်သည်တို့ရတွင် သမိုင်းတစ်လျှောက်မှာတွက်တွေကိုအောင်မြင်စွာနှိမ်နှင်းနိုင်ခြင်းမရှိခဲ့လူသားမျိုးနွယ်တစ်ခုလုံးကိုတည်ကြည်ပျက်စီးစေနိုင်သောနုပြူဘုံကိုတည်ထွင်နိုင်ခဲ့တော်လဲတွက်တွေကိုမျိုးတုံးသွားစေသောလက်နက်ကိုတော့အပြုလုပ်နိုင်ခဲ့လူတွေဖန်တီးခဲ့သမျှတည်းမှာအတုံးဝင်ဆုံးအစွမ်းအထက်ဆုံးဆိုသောကွန်ပျူတာတွေတောင်တွက်တွေကိုအပြည့်အသက်တုတ်တင်နိုင်မဲ့ program တွေ software တွေမရေးဆွဲနိုင်သေးဒါတွေမှာကစက်တွေရဲ့အကူအညီကိုတောင်ရယူနေရသေးတယ်ကွန်ပျူတာလုံဆောင်ချက်တွေကိုရယူစိခိုင်းနိုင်တဲ့ကိရိယာလေးကို mouse လို့ခေါ်တယ်မဟုတ်လားစက်တွေကိုချက်တက်တက်တည်းရဲ့လို့တော်တော်ရှားပါလိမ့်မည် Mickey Mouse ရဲ့ဖခင်ကြီး Cartoon ဝိဇာ Walt Disney လို့လူမျိုးလောက်သာရှိလိမ့်မည် သူဒီလဲစက်တွေကိုကာတွန်းထဲမှာသာမျက်သက်သဘောချနိုင်ပြီတကယ်လက်တွေ့မှာတော့အလုံးမှမနှိမ့်မြို့နိုင်စက်တွေက ကောင်းကျိုးပေးတာဆိုလို့မရှိသလောက်ပင်ဖြစ်၏စိုးကျိုးတွေကတော့အများကြီးပဲယောဂပိုးတွေတည်ဆောင်ပါလေအစားတောက်တွေခိုးယူသည် ကြမ်းကင်းတွေနေရာတွေကို ဖောက်ထွင်းသည် အဝတ်စားတွေကိုဖျက်ဆီးသည်ဝါယာကျိုးတွေကို ခိုက်ဖြတ်သည် သူကတက်ပြီကိုမနှိမ့်ညွတ်တော့လဲရန်သူလိုမုန်းတိနေတာမျိုးတော့မဟုတ်သေးတက်ဖြတ်နှိမ့်င်းဖို့ထက်ကာကွယ်ဟန်တားဖို့ကသာဦးစားပေးစဉ်းစားသည်မဂဇင်းတွေမှာပါတတော်တိမက်စီယာအတူထွားကန္နာတွေက ကြွက်လာရလမ်းမှာကြွက်ခိုးအောင်တက်တဲ့မရတွေမှာပူစင်နဲ့ရွက်တီချထားရှိန်ခုဖြောပြီးပတ်ထားစိုးတော်မစိုးလားဒီနဲ့တွေကိုကြွက်ကကြောက်ပုံရသည် မလာတော့တခုရှိပြန်တာကဒီနဲ့တွေရှိတဲ့နေရာကိုသာမလာတာတခြားလမ်းကြောင်းပြောင်းပြီးလှည့်လာပြန်၏ပြီးတော့ဒီနဲ့ကတိတ်ကြကြီးခံတာတော့မဟုတ်အနံ့ပြဲသွားတာနဲ့ကြက်တီပြန်ရောက်လာပြန်ရောပူစင်နဲ့ကအမြဲတမ်းဝဲလို့ရတာမဟုတ်ရှိန်ခုဆိုတာလေ ပရစေးဆိုင်ကြီးကအနည်းဆုံး90ဘိုးဘွယ်မှာရောင်းတာအနံလဲဆိုတော့တိတ်အများကြီးလုံးလို့မရတကယ်တော့တဘောင်းမနင်းနဲ့နင်းနေတာအကောင်းဆုံးပဲဟုအကြံပေးရတူလည်းရှိတဘောင်းဝတရားအရာတောကောင်နဲ့တားကောင်ဟု၍ရှိ စားမဲ့တတဝါနဲ့အစားခံရမဲ့တတဝါဖြစ်၏တဘောင်းဝတရားဤချိန်ကြိုက်ပြမှုအရာ အစားခံရမည်တတဝါများသည်မျိုးမတုံရအောင်တားပေါင်တော့မြင်မာပြရသည်စစ်တွေ့ရင်ကစားရမှာ နေရုပ်တွေများများထည့်ပေးရတယ်လို့မျိုးပေါ့ကျွတ်တို့ဒီအစားခံသားကောင်များဖြစ်ကြ၏တိမ့်ငတ်မွေကြောင်တို့ကကျွတ်တွေကိုစားကြသည်ထို့ကြောင့်ကျွတ်ရံကို နေငင်းကြည်လျင်ကြောင်မွေးရမည်မွေးရင်လဲကြောင်မကိုမွေးအမကမှချက်ခုတ်တာဟုဆိုသည်ထို့ကြောင့်ကြောင်မလေးတကောင်မွေးထားလိုက်သည်တကယ်ကိုအားကိုးရပါပြီသည်ကြောင်မလေးကတနေ့ကိုကျွတ်နှစ်ကောင်သုံးကောင်လောက်ခုတ်ပြစ်သည်ကျွတ်တွေအတော်ပါသွားသည်တို့ရတွင် ပြဿနာတစ်ခုတက်လာသည်။ကြောင်မဆိုတော့သားပေါက်လာခြင်းပင်ဖြစ်၏။သူကလေးတွေကိုတင်ပြီးဖို့တက်ပုတ်ခုတ်တက်လာတာတော့မှန်သည်။ရင်လိုကောင်းအောင်မစားပြတ်တော့ပဲကြောင်လေးတွေရှေ့ချထားပေးခဲ့တာကခတ်သည်။ကြောင်လေးတွေကအစောကစားပြီးထားရခဲ့သောတွက်တွေကိုကောက်ပြီးလှင့်ပြရတာကအလုပ်တစ်ခုပိုလာသည်။တခါတလေတွက်တွေကိုကြောင်ကြိုးကြောင်ကြားတီဆွဲတော့ပြီးမှထားခဲ့တတ်သည်။ပုတ်စော်လန်လာတော့မှလိုက်ရှာရတာကဒုက္ခ။ကြောင်လေးတွေကစီးမရှိ၊ကဲမရှိ တွေ့ကြရနေရမှာချီးပါပေးပေါက်လုပ်ကြသည်သူကလည်းကြောင်ချီးနဲ့သီးနှံကို လုံးဝမခံနိုင်တခါတလေသူ့စာရေးစပွဲအောက်မှာလာပါထားလျင်ခေါင်းတွေကြိုက်လာပြီးစာမရေးနိုင်တော့ကြောင်လေးပြီနည်းနည်းကြည့်တော့အစော့တန်လာလေပြင်းရင်လွှာရင်တဘူးကိုတိုက်ချသည်ဖန်ခွက်တွေကြာကွဲကုန်သည်အဝေးဟောင်းတောင်းကိုဆွဲလှည့်ရင်အဝေးစားရီကိုကုတ်ချစ်ကြိုက်ဆွဲသည်သူကကြောင်ကိုချစ်လို့မွေးခြင်းမဟုတ်ကြွက်ရံကြောက်လို့သာဖြစ်ကြောင်လေးရဲ့ဒဏ်ကိုမခံနိုင် ဒီကြားထဲတောင်မောက်ကိုလာရသောကြောင်သေးကြီးတို့ရဲ့အော်တန်ကလည်းစိတ်ပျက်စရာတခါတည်းရန်အင်ကောင်မိုးပေါ်မှာဝုံတိုင်းကျနေသည်ဖြစ်အေးရပြက်ရပြန်သည်ကြောင်မကလည်းတားပေါုံထုံကောင်းနေပြန်သည်ပထမမွေသောကြောင်လေးတွေရွေရောက်စာမှာပဲနောက်တစ်ပိုက်ဖြစ်လာ၏အရင်မွေးခဲ့တဲ့ကြောင်လေးပြူထဲမှာလည်းအမရီပါနေသေးသည်ဒါရီကအကောင်ထပ်ပေါက်အိုးပြီးကြာလင်ခတ်နီထို့ကြောင့်ကြောင်ခရစီတယောက်နဲ့တွေ့တော့မှကြောင်တွေတပြုံကြီးပေးပြစ်လိုက်ရ၏ ခြေဆောင်လက်ဆောင်ဆိုပြီးကြောင်ထီးလေးတကောင်သာခြံထားလိုက်ပြီးကြောင်ထီးတွေကစက်တိတ်ခုတ်လို့မရှိဘာပဲဖြစ်ဖြစ်ကြောင်ရှိနေတယ်ဆိုလျင်စက်တွေတိတ်တောင်းကြရဲမှာမဟုတ်ဘူးညှော်လင့်ရသည်ကြောင်ထီးလေးသည်စိုးတော့မစိုးရှာပါစက်တွေကိုချောင်းသည် ခုတ်ဖို့ကြိုးစားသည်တို့ရတွင်တကားမှမအောင်မြင်ကြွတကောင်းမှမဖမ်းမိတွမစ်ဂျယ်ရီဆိုသောကာတွန်းဇာတ်လမ်းတွေကလိုပင်ဖြစ်၏ကြောင်တီကြက်ကိုဘတော်မှမိအောင်မဖမ်းနိုင်ထို့ကြောင့်အင်းကကြောင်တီကိုလည်း တုံးဟုနမည်ပေးထားလိုက်သည်တခါတော့ထုံသည်တက်တကောင်ကိုထိုးဆန်းစွာကြိုက်ချီလာတာတွေ့ရ၏ပြီးတော့သူ့ရှေ့မှချထားရင်းညောင်းဟုတစ်ချက်ဩပြီးထွက်သွားသည်ဘဝမှာပထမဆုံးဖမ်းမိသောချက်ကိုဂုံယူဝင်ကြွားစွာ လာပြခြင်းဖြစ်၏တင်ဟုတ်ပါလားဟု သူတွေးသည်ပြီးမှတစုံတစ်ခုကိုသတိပြုမိ၏ချွတ်တီမှာခေါင်းပါမလားတော့ပြီးတော့ကြွက်ကတောင်းတင်းနေပြီတည်တည်ချာချာကြည့်လိုက်တော့ အယွဲစိတ်တွေတက်နေတာတော့တွေ့ရ၏လက်ဆက်သက်တော့သူ့ဘာသာထွက်ကိုသူပဲခုတ်ခဲ့တယ်လို့လို့လုပ်ပြီးလာပြခြင်းဖြစ်၏စားကောင်းတောက်ကောင်းလို့ပြလာလေဘာပဲဖြစ်ဖြစ်ကြောင်ရဲ့အငွေ့သက်ကြောင့်တက်တွေအတင်မရဲနိုင်ခြင်းကိုပဲကျင်းနဲ့လောက်စရာဟုခေရသည်တုံဒီထွက်ခုတ်ဖို့အချင်းကြီးစူးစားလိုက်စားလိုက်အိတ်လိုက်နဲ့အကောင်ကြီးလာသည်ထို့ခါတက်ထက်ကြောင်ချင်းချင်းကိုပို၍စိတ်ဝင်စားလာသည်တဏီကုံစိန်နဲ့အိတ် တညာလုံးလျှောက်လေပြီးကြောင်မာလေးပြီးလိုက်ရှာသည်နောက်တော့အလေလွန်သွားသလားကြောင်မာလှလှလေးတကောင်နဲ့တွေ့ပြီးအိမ်ကိုမေးသွားသလားအဖမ်းမဲခံလိုက်ရသလားမသိပြန်မလာတော့ပဲအဆပြောက်သွားသည် ကြောင်မရှိတော့ဘူးဆိုတာနဲ့ကျွတ်ပြီးပြန်လည်ထကြွတောင်းကြလာသည် စားစရာမှန်သမျှလုံလုံချုံချုံမထားလျင်ခြေသွားတတ်သည်ဆံဟိုးအဖုံးကိုအလေးနှင့်ဖိမထားလျင်ပွင့်ပြီးဝင်စားသည်ဆက်ပြတော့တော့ချမ်းသာမပေးညဆိုလျင် တကြွကြီးអော်ပြီးတအိမ်လုံးမှွေနောက်တက်သည်မိမိမှက်လိုက်တဲ့အခါမြူးသူပျော်ရွှင်ပြီးလိုက်တန်းပြေးတန်းကစားကြသည်လူတွေအိတ်တဲ့အခါသူတို့ဘဝပိုင်အိမ်လိုသဘောထားပြီးမင်းမုန်နေကြသည်တခါတလေများအပျော်လွန်ပြီးအိယာတဲ့တောင်လမ်းမဝင်လာတတ်၏အဆိုးဆုံးကတော့စာအုပ်တွေကိုဖျက်ဆီးပစ်ခြင်းပင်ဖြစ်၏သူလက်ဆောင်ရထားတဲ့စာအုပ်တွေအမြန်တိုးသိမ်းထားတဲ့စာအုပ်တွေကိုမှွားစာကျဲအောင်ကိုက်ပြတ်ထားတာတွေ့ရသောအခါ ွက်နှင်းင်းရေးကိုပြန်လုံးမှဖြစ်တော်မည်ဟုဆုံးဖြတ်လိုက်သည်။အတိတယောက်ကကြွက်သက်ဆေးဝဲသုံးဖို့အထံပေးသည်။သူမလုံရဲလမ်းမေးမှာရောင်းနေသောကြွက်သက်ဆေးတွေကစနစ်တကျဖော်ဆက်ထုတ်လုပ်ထားခြင်းမဟုတ်အစိတ်တွေကိုအစာနဲ့ဒူးထားခြင်းသာဖြစ်သည်။ကြွက်ကိုသေးစေနိုင်လျင်လူကိုလည်းအန္တရာယ်ဖြစ်နိုင်၏။ကိုစားမယ့်အစားအစာတွေတောက်ရည်တွေမတော်တဆရောနှောပါသွားလျင်ခက်ပြီ။ပြီးတော့လေကြက်တွေကိုတက်ပြစ်ဖို့ထက် ဟန်တားဖို့သာပိုပြီးစိတ်ဝင်စားသည် ထို့ကြောင့်လောင်အိမ်ထောင်ချောက်တစ်ခုဝယ်လိုက်၏လောင်အိမ်ထောင်ချောက်နှမျိုးရှိ၏ပထမတစ်မျိုးကကြက်ကိုအစာချိန်ထားသောတန်ချိတ်ကိုဆွဲလိုက်လျက်ခလုတ်ပြုတ်ပြီးစပရင်ဖြင့်ဆွဲထားသောတကားကဒိုင်းကနေပိတ်သွားတာမျိုးဖြစ်၏ဒုတိယတစ်မျိုးကတော့တကားအရှင်တထားခြင်းဖြစ်၏ပထမတစ်မျိုးကအိပ်ပျော်နေတုန်းဒိုင်းကနေမီလျင်အိမ်သားတွေလန်လို့ပြီးအေးရေးပြတ်နိုင်သည်ထို့ကြောင့်ဒုတိယတစ်မျိုးကိုသာဝယ်လိုက်သည်စမိလျင် ဝေးရမှာသွားလို့မြည်ဟုစိတ်ကူးထားသည်လောင်ရင်ကိုတန်စကားဖြင့်ပြုတ်လုထားသည်တကားကအရှင်ဖြစ်၏လောင်ရင်ထဲမှာထိတ်ထားသောအစာကိုမြည်လျေသို့မဟုတ်အ내ရလျေကျွက်ကဝင်ပေါက်ကိုရှာပြီးတကားကိုတွေ့နေတိုးဝင်ကြည့်ပြီးတကားကအရှင်ဆိုတော့ပွင့်သွားမြည်လောင်ရင်ထဲကိုကြွက်ရောက်သွားပြီးဆိုမှအပြင်ဘက်မှာတက်ထားသောဝိတ်သုံးရည်အလေးချိန်ကြောင့်တကားကအလိုလျောက်ပြန်ပိတ်သွားမြည်တကားတက်ထားပုံကလည်းအပြင်ကသာတိုးဝင်နိုင်ပြီး အတွင်းကနေပြန်တိုးထွက်လို့မရအောင်လှုပ်ထားသည်ရိုးရိုးလေးနဲ့ထိရောက်အသုံးဝင်သောမက်ကနီဇင်ဖြစ်၏တို့ရပင် ID ခက်မှာဖြစ်လာသောကြက်တွေကဒီနီးပညာလောက်ကိုပြင်းထောင်ပြင်းသေးသည် လောင်ရင်ထဲမှာမိနေသောအခါ20ရာစုတုန်းကကြက်တွေလိုတကားကိုနှုတ်သေးချေအတင်းတွန်းထွန်းနေတာမျိုးမဟုတ်တော့လက်နဲ့အသားလေးဆွဲဟပြီးရှော့ကနေပြန်တိုးထွက်သွားလိုတော်သည်ဒီလိုနဲ့အစာရီသာကြွကြောက်သွားသည်ကြက်တကောင်းမှမမိ တပတ်လောက်ကြာတော့ပြဿနာတစ်ခုဖြစ်သည်ချက်တွေကဖះစင်ကဓာတ်ကျိုးကိုကိုက်ဖြတ်ထားသည်အပေါ်ရန်အခုံကိုကိုက်သွားသည့်ဖြင့်အထဲကဂျေးကျိုးတွေပေါ်နေသည်တောက်တော်ရီကဂျေးကျိုးတွေပေါ်ဖိတ်ကြဆူဆွဲနေသည်ဖះမိဖွင့်လိုက်တော့အခါဖြောင်းကနေရှော့ဖြစ်ပြီးတအိမ်လုံးမှောင်ကျသွားသည်ဒီတိုင်းချလို့မဖြစ်တော့လူကိုယ်ပါအန်တီရဖြစ်လာနိုင်သည်အပြက်ရှဲမှဖြစ်တော်မူဒီတခါတော့ညက်ထောင်ချောက်ကိုဝယ်သည်ဒီမျိုးဆန်းကတော့ရှင်းသည် အစာတင်ထားသောခလုတ်ပေါ်ကြွက်ကနင်းလိုက်တာနဲ့မောင်းပြုတ်ပြီးကြွက်ကိုချိုင်းကလေးညှက်ပြီးခိစတုံးအောင်စီရင်လိမ့်ညီတခါလေပွဲသိမ့်မယ်အရေးကြီးဆုံးကတော့ကြွက်ကိုမြားခေါ်ဖို့အစာပဲဖြစ်ရဘာလို့သုံးရင်ကောင်းမလဲဟုတ်ပြီငါချောက်ဆိုရင်တင့်တော်ဆုံးပဲအနံပြင်းတော့ကြွက်ကအလွယ်တကူသိရှိပြီးအမြန်ဆုံးချောက်လာနိုင်သည်ကျောင်းဝင်ကိုဖွင့်ပြီးရှာကြည့်တော့အခါကံအားလျော်စွာပင် သူမိမကမနဲ့ချက်ဖို့အစင်းစင်တုံးထားသောမချောက်တုံးကလေးတွေကိုတွေ့ရ၏အញ្ញံစားမှုလိုလားမသိအနှံ့ကပိုတောင်ပြင်းသေးသည်သူသည်ကျွမ်းများစွာဖြင့်အသုံးပြုဖို့တင့်လျော်မည့်ငချောက်တုံးကိုရွေးချယ်နေသည်ပြီးတော့မှ ကို့အဖြစ်ကိုသတိပြုမိသွားပြီးတယောတော်တော်ပြုံးလိုက်သည် သူသည် အသေးဆုံးနှင့်အယိုးများဆုံးငချောက်တုံးကိုရှာဖွေရွေးချယ်နေမိသောကြောင့်ပင်ဖြစ်၏ဇရဏမဂဇင်းဇူလိုင်2004ခုနှစ် ယခုဖတ်ပြပေးခဲ့တာကတော့ဆရာမင်းလူရဲ့နှကောင်းနဲ့ထထောင်နဲ့ကြံမြားခြင်းဆိုတဲ့အစေးများကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့သောတာရှင်များအားလုံးစစ်အာဏာရှင်စနစ်ဆိုးအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးပန်းတွေဝေသောရွှေရောင်နာကတ်တွေကိုကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။